ရမီယာလိချန်ပီယံလိစီရောက်ဖို့ရင်ပန်းစားနေတဲ့ဂျိုကာရက်ဗရန်လမြလာမမိန်လာများမန်ချက်စတာဖောဆန်ကလည်းပြန်လဲကြိုးလိုက်ပါရင်မန်ချက်စတာနိုင်တဲ့အဓိကပြမဖြစ်တဲ့စပေါ်တင်လေစပွန်တိုင်းစစ်မှုဖေတာဂျိုကာရက်ဟာပရီးမီးယားလိဂ်ချန်ပီယံလိုမာပူကိုရောက်ရှိဖို့ရည်ပန်းစားနေပါတယ်။စပေါ်တင်တင်ရဲ့တိုက်စစ်မှုဖြစ်တဲ့ဖေတာဂျိုကာရက်ဟာဒီနေ့နေရာတီပြောင်းရှိမှာပေါ်တူဂီလိကနေထွက်ခွာဖို့ဆုံးဖြတ်ထားသူဖြစ်ပါတယ်။စပေါ်တင်ဘက်ကလည်းကစားမနဲ့ချုပ်ဆိုထားတဲ့သဘောတူညီချက်အရပေါင်65တန်းဖေးချေနိုင်တဲ့ဘယ်အသင်းကိုမဆိုရောင်းချသွားဖို့ရှိနေပါတယ်။ အန္တရာယ်ဆောင်နေရွယ်ဆွေနေတိုက်စစ်မှုဟာလက်ရှိဥရောပရဲ့အကောင်းဆုံးတိုက်စစ်မှုတွေကတူဖြစ်ပြီးစပိုနီရဲ့ပြိုင်ပွဲဆုံ132ပွဲမှာသွင်းကို94ခုထိသွင်းယူထားပြီးတော့ဂိုးဖန်နေမှု18ကြိမ်ပြုလုပ်ပေးထားသူဖြစ်ပါရင်ယူနိုက်တက်အားကိုညာကိုခေါ်ယူတိုင်းခဲ့ပြီးတဲ့နောက်ဂျိုကာရက်ကိုခေါ်ယူဖို့အတွက်စပိုနီအသင်းထံစတင်ချိန်ကပ်မှုတွေပြုလုပ်လာခဲ့ပါရင်ဒါပေမဲ့နာမည်ကျော်ဘူကီတိုင်းတွေကတော့ဂျိုကာရက်ဟာယူနိုက်တက်ထက်စာရင်ပရီးမီးယားလိဂ်ချန်ပီယံလေဘာဦးသင်းကိုရောက်ရှိဖို့များနေတယ်ဆိုပြီးတော့အလေးပွေးဖွင့်လှစ်ထားကြပါရင် နိုင်ငံသားဝိုင်းစားတစ်ခုပြည်နဲ့ဘက်365မှာတော့ဂျိုကာရက်ဟာပရီးမီးယားလိဂ်ချန်ပီယံလီဘာကိုရောက်ရှိဖို့အတွက်နှစ်လေးတလေးနဲ့ရေပန်းစားနေပါတယ်။လီဘာရဲ့နောက်မှာတော့အာဆင်နယ်က3လေးတလေးနဲ့ရှိနေပြီးချဲဆီက5လေးတလေး၊ယူနိုက်တက်က9လေးတလေးနဲ့ရှိနေတာဖြစ်ပါတယ်။ဂျိုကာရက်ဟာချန်ပီယံလိဂ်ကစားချင်နေဆိုပြီးပြောဆိုထားတာကြောင့်ယူနိုက်တက်ကလွှဲရင်ဂျန်နဲ့အာဆင်နယ်၊ချဲဆီနဲ့လီဘာတို့ကိုရောက်ရှိဖို့အခွင့်အရေးကပိုများနေတာလည်းဖြစ်ပါတယ်။တခုရှိတာကလီဘာကလွှဲရင်ဂျန်နဲ့အာဆင်နယ်၊ချဲဆီတို့ဟာခေါ်ယူဖို့ပြင်မှတ်ထားတဲ့တိုက်စစ်ကစားမတွေကရှိနေပြီးသားဖြစ်တာကြောင့်ဂျိုကာရက်ကိုလက်ရှောင်သွားပွဲလည်းရှိနေကြတာဖြစ်ပါတယ်။ ယောဂရဲတရားသူ့ရဲ့အနာဂတ်ခီးကိုဘယ်အသိမှများခီးဆက်မလဲဆက်လက်ဆောက်ကြည့်ရမှာဖြစ်ပါတယ်ဟုတ်ကဲ့ပါဗျာဗီဒီယိုလေးကတော့လောက်ပါပဲအဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတူပဲတင်ရှိပါရခင်ဗျာ